ဆိုတော့အားလုံးမင်္ဂလာပါပြပန်ဘလော့ကနေပြန်လည်ရှိစုပါတယ်ဒီဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးတော့မယ့်အကြောင်းလေးရတာပေါ့နော်စင်ကာပူကိုအလုပ်လာလုပ်မယ်နေစည်ငိမ့်တဲ့အလုပ်တွေဘာတွေရှိလဲသိကျင်နေတဲ့လူတွေအတွက် knowledge sharing လုပ်ပေးတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါဦးကျေးဇူးပါပုံမှန်အဆုံးအနေနဲ့နေစည်ငိမ့်တဲ့အလုပ်တွေကိုကျွန်တော်စပြောမယ်ဆိုရင်၅ချက်ခွဲထားတယ် selection ၅ခုခွဲထားတယ်ပေါ့နော်ဆိုတော့နံပါတ်၁ကတော့ construction နံပါတ်၂ကတော့ hospitality နံပါတ်3ကတော့ကျွန်တော် manufacturing အာနံပါတ်4ကတော့တင်မောခြင်းလို့ခေါ်တဲ့ကျွန်တော် marine ship တွေနံပါတ်5ကတော့စားပစ်ပိုင်းပေါ့နော်ဆိုတော့ဒီ5ခုကိုကျွန်တော်ခွဲထားတယ်ဆိုတော့ဒီ၅ခုကိုခွဲမယ်ဆိုရင်ပထမဆုံးတစ်ခုအနေနဲ့ကျွန်တော် construction ဘိုင်းကိုသွားမယ်ပေါ့နော် construction slatter ဘိုင်းကိုသွားမယ်ဆိုရင်သူလည်း work permit နဲ့ aspect နှစ်မျိုးရှိတယ်ဆိုတော့ work permit နဲ့ aspect ကတော့ကိုယ့်ကိုယူချွေရမှာပေါ့နော်ကိုယ်က၁၀ရက်အောင်နေဆိုရင် uh aspect ဘိုင်းကြီးသွားလို့ရတယ်ကိုကယုံပိုင်းလုတ်တဲ့ဘာညာဆို aspect ဘိုင်းကိုသွားလို့ရတယ်ကိုကယုံပိုင်းမတက်ဘူးအလက်မှုပညာနဲ့ပဲသွားမယ်ဆိုရင် web bar မျိုးကိုရွေးချယ်သင့်တယ်ပေါ့နော်ဆိုတော့ဒီနှစ်ခုက constraint selector ဘိုင်းမှာဆိုရင်ခုနကျော်ပြောတဲ့ general worker ဥမာအထွေထွေလုတ်တာအရှိမယ်ပြီးတော့နောက်တစ်ခု site supervisor ဘာညာဆိုရင်ဒါ aspect ဘိုင်းပေါ့နော်ဆိုတော့ဒီနှစ်မျိုးကတော့နေစရိတ်ပေးတယ်နေစရိတ်မပေးဘူးဆိုရင်ကျွန်တော်နေစရာ season ပေးတယ်အနေစရာ season ပေးတယ်ဆိုတော့နေစရာတွေကဘာပဲလဲတချို့ကတော့အကျွန်တော်ဒီလိုမျိုးဟို အဆောင်ဒီမှာသွားနေရတယ်။တချို့ကကြတော့လေသူတို့စီစဉ်ပေးတဲ့ဥမာကျွန်တော်တို့ဒီ HDB တို့ဘာလို့မှသွားနေရတယ်ပေါ့နော်။ဒါပါတော့ HDB ဆိုရင်တော့အတူတုံပြောရရင်သူကတိုက်ခန်းနေပုံပုံစံပဲပေါ့နော်။ဆိုတော့နောက်တစ်ခုနံပါတ်1အနေနဲ့ hospitality ဆိုတော့အဲ့ဒါကဘယ်လိုမျိုးပြောချင်တာလဲဆိုတော့ hospitality လို့ပြောရင်ဆေးရုံမှာမဟုတ်ဘူးပေါ့နော်။အဲဆေးရုံမှာလုပ်တဲ့ကျွန်တော်တို့ဒီ NAS အကူတွေဘာတွေအဲ့ဒါကိုပြောတာမဟုတ်ပါဘူးနောက်ထပ်ဒီ bellman တွေပြီးတော့အရင် front office supervisor တွေဆိုတော့အဲ့ဒါမှာလည်းဒီ work permit နဲ့အခုနကျွန်တော်ပြောတဲ့ဒီ aspect ရှိတယ်ပေါ့နော်နှစ်မျိုးရှိပါတယ်တိုက်နှစ်မျိုးရှိတယ်အဲရှောက်ချင်တာကိုတော့ကြိုက်တာယူရှောက်လို့ရပါတော့ကိုယ့်ရဲ့အရေးချင်းပုံမူတည်ပြီးတော့အဲ့ဒါတွေကလည်းကျော်ဒီနေစိတ်စားစိတ်ပေးတယ် sorry နေစိတ်ပေးတယ်ဒါပေမဲ့တချို့တွေကလည်းစားစိတ်ပေးတယ်ပေါ့နော်အဲ့ဒါတော့ကိုယ့်ရဲ့ဒီကုမ္ပဏီပေါ်မှာမူတည်ပြီးတော့꿰သွားတယ်ပေါ့နော်အတော်တော်များကတော့နေစိတ်ပေးတဲ့အလုပ်တွေပဲပေါ့နော်ထားပါတော့နောက်တစ်ခုတတိယတစ်ခုအနေနဲ့ manufacturing manufacturing ကဘယ်လိုမျိုးပြောတာလဲဆိုရင်အာကျွန်တော်ဒီ Shopee တို့ဥမာကျွန်တော်ဒီစက်ရုံပိုင်းတွေမှာလောက်ရတဲ့အလုပ်ကို ေါ်တယ်ပေါ့နော် manufacturing ကကြောဒီ constraints letter ဘိုင်းနေလို့အပြင်နေထွက်ပြီးတော့ site အပြင်မှာထွက်ပြီးတော့အလုပ်လုပ်လို့မရဘူးအနေရရှိတဲ့ကြောလို့ site အတွင်းအနေရရှိတဲ့နေရာဘိုင်းနေမှာသွားလို့မရတဲ့ permit တစ်ခုပေါ့နော်ဆိုတော့အဲ့ဒီမှာလည်းဒီကြောဒီ work permit နဲ့ aspect နှစ်ခုရှိပါတယ်ပေါ့နော်ဆိုတော့ aspect ကဘယ်လိုမျိုးပြောရလဲဆိုရင်ခုနကကြောပြောတဲ့ဆယ်နဲ့အောင်ရှောက်လို့ရတဲ့အလုပ်ဒီ work permit ကတော့ဆယ်နဲ့မအောင်လဲရှောက်လို့ရတဲ့အလုပ်တွေပေါ့နော်ဆိုတော့အမှလည်း supervisor တွေရှောက်လို့ရမယ်ကျွန်တော် production technician ရှောက်လို့ရမယ်ကျွန်တော် warehouse assistant တို့ဒီဥပမာပြောရရင် Shopee တွေမှာ delivery Shopee တွေမှာ delivery ပို့ရတဲ့လူတွေဖြစ်ဖြစ်အာဒါမှမဟုတ်ထုတ်ပို့ပြင်းတဲ့လူဖြစ်ဖြစ်အဲ့လိုမျိုးတွေကိုခေါ်ရဲပေါ့နော်ဆိုတော့နံပါတ်၄ကတော့ mentorship အဲ့ဒါကတော့ခုကျွန်တော်မြန်မာပြည်ကတော်တော်များများလာနေကြတဲ့ဝေဒါပညာရှင်တွေအာကျွန်တော်ဒီတင်မောချင်းမှာလုပ်နေတဲ့ brother တွေကိုအာပြောရဲပေါ့နော်ဆိုတော့တင်မောချင်းဘက်မှာဆိုရင်အာနေစီငိမ့်ပါတယ်စားစိတ်တော့ကိုဟာကိုစားပေါ့ဒါပေမဲ့တချို့ရောကုမ္ပဏီတွေကတော့စားစိတ်ကိုနေစီကိုပေးတယ်အဲဒါပေမဲ့ရှားရဲပေါ့နော်ဆိုတော့နံပါတ်၅ကတော့ စားဘက်ပါစားဘက်ကဘာလဲဆိုရင်ကျတို့ဒီခုနက hospitality နဲ့နည်းနည်းလေးဆင်တယ်သူကဘယ်လိုမျိုးလဲဆိုရင်ကျတို့ kitchen helper အပြင်အလုပ်တွေခေါ်တယ် kitchen helper တွေ kitchen assistant တွေအာနောက်တစ်ခု waiter waitress တွေအဲနောက်တစ်ခု service supervisor တွေအဲ့ဒါတွေအကုန်လုံးကိုကျတို့ဒီစားဘက်ပိုင်းလို့ခေါ်တယ်ဗောနောအဲ့ဒါတွေကလည်းအခုကျွန်တော်ပြောသွားတဲ့အရာတွေအကုန်လုံးကလည်းအာသူကဒီနေစီပေးရင်ပေးနေစီမပေးဘူးဆိုရင် ကျွန်တော်နေစရာပေးတယ်ပေါ့နော်ဆိုတော့ဒါလေးပါပဲဆိုတော့အတူချုပ်ပြောရမယ်ဆိုရင်ဒီခုနကကျွန်တော်ပြောထားတဲ့ construction ဘိုင်းနေ hospitality တွေပြီးတော့နောက်တစ်ခုအာ manufacturing နေ marine ship တွေ service ဘိုင်းနေအကုန်လုံးကနေစရာပေးတယ်နေစိနေစိပေးတယ်ဒါပေမဲ့စားစိပေးတာခုနကကျွန်တော်ပြောသလိုဒီ service kitchen helper ဘိုင်းနေကတော့ကိုယ့်ကိုကြော်စားလော်စားပေါ့နော်ဒါတော့ကျွန်တော်တည်တဲ့လောက်လေးပြန် sharing လုပ်ပေးတာပါဆိုတော့ နေစရာပေးတဲ့အလုပ်တွေနေစိတ်ငိမ့်တဲ့အလုပ်တွေနဲ့လာခြင်းနဲ့ဆိုရင်တော့အခုကျွန်တော်ပြောထားတဲ့၅ချက်ထဲကကြိုက်တဲ့အလုပ်နဲ့လာလို့ရပါတယ်ဆိုတော့နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်